ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Gigi Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီကမှာတော့ပရိသတ်တွေအတွက်စာရေးသူမောင်ပိုင်ပလဲရေးသားထားတဲ့ One Week Away ဆိုင်မောင်အပိုင်နှစ်ကိုတင်ဆက်ပေးကြပါရစ်အစီအစဉ်လေးစတင်ခဲ့မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သများဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစ်ကျမတို့စီစဉ်တင်ဆက်သူဟိမတ်ကူကူဖြစ်ပါရစ်ရှင်ကျုပ်လည်းအဖပြောထားတဲ့အတိုင်းအင်္ဂလိပ်ကတော့ဒီဘက်ကိုထွက်လာခဲ့တာပေါ့ဗျာ အဘအကျုပ်ကိုအင်္ဂလိပ်ကံခေါ်ပြီးတော့ပညာစင်တက်ပြီးမယ်ဆိုတော့ဘယ်လိုပညာမျိုးလဲပေါ့ကျုပ်လည်းတလန်းလုံးစဉ်းစားလာဘယ်လိုမှစဉ်းစားလို့မရတာဗျကျုပ်လည်းရှေ့မှာလှမ်းပြီးတော့မြင်နေရတဲ့အင်္ဂလိပ်ကံတော်ယူကြည့်နေတော့မှကျုပ်နားထဲမှာလူလေးတတိတာတတိလွတ်မသွားစေနဲ့ကွအင်္ဂလိပ်ကံကိုစောင့်ရှောက်နေတဲ့နဂါးရီရဲ့ပိုင်နေချဲကိုရောက်လာပြီအဘရဲ့တန်ကိုကြားလိုက်ရတယ်ဗျအဲ့တော့ကျုပ်လည်းတတိထားနေရပေါ့လေအင်္ဂလိပ်ကံတော်ယူရောက်တော့ကျုပ်ရဲ့မျက်လုံးကြီးကျေးဆပ်သွားတယ်ဗျခဏနေတော့မျက်လုံးတွေလုံးဝဖွင့်လို့မရတော့ ကျွေးနားရဲမှာအတန်တစ်ခုကိုထက်ကြလိုက်ရတယ်။ဟေးအောက်လန်းကမင်းအသားမနာချင်ငါတို့နဲ့လိုက်ခဲ့။ပြပြောဆူဆူနဲ့ကျုပ်ကိုအတင်းအောင်ဆွဲခေါ်တာဗျ။အဲ့တော့ကျုပ်လည်းတတိလက်လွတ်ဖြစ်သွားလို့ခံလိုက်ရတာလေ။ကျုပ်စိတ်ထဲမှာတော့ကျုံညံလို့ကျုပ်ခံရတယ်ဆိုပြီးဒေါသတွေထွက်နေတာဗျ။တို့ရကျုပ်လှိတစင်းနဲ့ခေါ်သွားတာလေ။နိုင်ဝက်လောက်မှမီးတို့တွေရက်လိုက်ကြတယ်။အဲ့အောက်လန်းကခေါ်ခဲ့။ကျုပ်လည်းတို့ခေါ်ရင်တော့အသားတကြီးနဲ့လိုက်ခဲ့ရတာပေါ့လေ။အော်လက်ဆက်တတော့ဝမ်းနဲ့ကဝေးရနေပညာအဆင့်တက်ပြီးတော့အောက်လန်းဖြစ်လာတဲ့ကောင်ကို့ကွာ။ ကျုပ်ကြောင့်နေတည်နေတော့အံ့ဩသွားတာတော့အမှန်ပဲအဲ့လိုမျိုးကျုပ်တွေးနေတော့နေမှာတကမျက်လုံးဖွင့်လို့ရအောင်လုပ်ပေးလိုက်ကျုပ်လည်းကျုပ်ရဲ့မျက်လုံးလေးပြန်ပြီးဖွင့်လို့ရတော့မှာဆိုတော့ပြောတာပေါ့ဗျာကျုပ်ခါုံမော့ပြီးတော့ဆေးရည်တစ်စက်စီကျုပ်မျက်လုံးလေးကိုထည့်ပေးရဗျမျက်လုံးလေးဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ်ကျုပ်ကတော်တော်တားနာတဲ့အိမ်ကြီးလေးကိုရောက်နေရဗျပုံစံကတော့ရှစ်ခေတုံးကဆောက်ထားတဲ့အိမ်ပုံစံပဲပလင်လို့ယူဆရတဲ့ကြောက်သားနဲ့ပြုတ်လုထားတဲ့ခုံကြီးပေါ်မှာလူကြီးတယောက်ကမိမ့်မိန်ထိုင်နေရဗျ ကျုပ်ကမကျင်းတဲ့အကြည့်တွေနဲ့ကြည့်။ကျုပ်ကတော့ခက်တီတီနဲ့ပြန်ကြည့်လိုက်တာပေါ့ဗျာ။ပြီးတော့ဘေးပတ်ပတ်လေးကိုကြည့်လိုက်တော့တပည့်တပန်းကြီးအများကြီးမွေးထတာပဲ။အားလုံးပေါင်းအယောက်90ကျော်လောက်တော့ရှိလိမ့်မယ်။ပလင်မော်ထိုင်တဲ့လူကြီးကဒီကောင်ကျိုးတုပ်ထားလိုက်။အဲ့လိုအမိန်ပေးလိုက်တော့တပည့်နှစ်ယောက်ကထွက်လာပြီးကျုပ်ကိုကျိုးတုပ်ထားတာဗျ။ကျုပ်လည်းငငယ်လေးနေပေးလိုက်တာပေါ့ဗျာ။ကျုပ်အစားအစာတော့ပုံမှန်လေးကျွေးကြတယ်ဗျ။ကျုပ်ရှိမချွာလို့တကူလုံးလဲချွေးရည်တန်းနေနန်းစော်နေရပါဗျာ။တ냐ကြတော့ကျုပ်ရဲ့အာယုံထဲမှာလူလေး မင်းမနှက်ဖန်ကြရင်ပညာအဆင့်တက်ရောမယ်အခုမင်းပညာအသုံးချပြီးလွတ်အောင်ရှုံးပြီးတော့အဘစီကညွှန်ကြားချက်ရပြီဆိုတော့ကျုပ်ဖောင်းမကီမဆိုင်တော့ကျုပ်ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားအားကုန်သုံးပြီးတော့ရှုံးလိုက်တာကျုပ်ကိုတုတ်ထားတဲ့ကြိုးရီပြက်ကြကုန်နေဗျကျုပ်လည်းအခြေဆွဲမနေတော့ပဲအင်ဂျီအပြင်ပြေးထွက်ခဲ့လိုက်တယ်ကျုပ်ထွက်ပြေးလာတော့ကင်းစားနိုင်ငံနဲ့နှကောင်လှမ်းမြင်ပြီဟာဟိုမှာအောက်လက်ကောင်ပြေးပြီဟဲ့လိုက်ကြလိုက်ကြဟဲ့ကျုပ်လည်းတရောတော့ပါထွက်ပြေးရတာပေါ့ဗျာကျုပ်လည်းဘဲစီကိုရောက်လာလည်းမသိဘူးနော်အခုရောက်နေတာကကွင်းပြင်ကျကြီးထဲမှာပဲ ပြီးတော့ကျောက်ရဲ့အနောက်မှာမီးတုပ်တွေကိုစီနဲ့ဟိုကောင်တွေလိုက်လာကြတာကျောက်ရဲ့ရှေ့မလှမ်းမကမ်းမှာလူတယောက်ရက်နေကျောက်တိပြီအဲ့ဒါကျောက်ရဲ့အဖဆရာစိုင်းမိုးထော်ပဲကျောက်လည်းအဖစီကိုပြေးသွားပြီအဖအဖကျောင်းနောက်ဟိုကောင်တွေလိုက်လာပြီဗျအဲ့မှာအဖကတော့အေးဆေးပဲနော်ပြောင်းရုံပဲပြောင်းလိုက်ပြီးတော့ဟိုကောင်တွေအလာကိုစောင့်နေကျောက်တို့နဲ့နီးတထက်နီးလာပြီဟာနန္ဒာမင်းကအခုထိတပည့်တွေအားကိုးနေရုံပဲလားကွအဘအဲ့လိုပြောလိုက်တော့လူတို့တရားနေလူတယောက်ကထွက်လာရပြီဗျ အဲ့လူကကြုတ်တွေ့ခဲ့ရတဲ့ပလင်ပွားလူကြီးပဲနန်းနာဆိုရဲသူကအဖိုးကြီးခမကျုပ်တို့ပိုင်နေတယ်ဘာလာလုပ်တာလဲမင်းသိကြတော့လဲပြောပြမှာပေါ့ငါမင်းတို့ခုစောင့်ရှောက်နေရဲ့ငကားပေစာဖတ်ဖို့လာခဲ့တာကွအဲ့မှာဟောရီမှာငါရဲ့တပည့်ပညာအဆင့်တက်ပြီလို့ရမှာလေအဘလည်းပြောပြီးရောအောက်မှာငါတို့လိုငကားအနယ်ဝင်နေတော့မှမကြောက်မရွံ့နဲ့အဖိုးကြီးလာလာကြည့်သေးမပေးနိုင်ဘူးဟဲ့မပေးနိုင်ဘူးခမရတို့လိုမျိုးအောင်းလန်းကောင်တွေကဘလုံနီးနဲ့မှမပေးနိုင်ဘူး ီပိတ်စာအသက်နဲ့လေးပြီးတော့စောင့်ရှောက်သွားမယ်။ငါကလည်းမင်းကိုအပိုင်တောင်းနေမှာမဟုတ်ဘူးနော်။နနငါဖတ်ရုံလေးပဲဖတ်ချင်တာ။ငါ့ကိုအဲ့ငကားပိတ်စာဖတ်ခွင့်ပေးပါနနအဖအေးစစ်စစ်ပြောတာဗျ။ကောင်းပြီလေ။ဖတ်ချင်တော့လည်းဖတ်ခွင့်ပေးရမှာပေါ့။ဒါပေမဲ့ဒီတိုင်းတော့မရဘူး။ခမည်းရဲ့တပည့်ပညာစံမြေမှာခမည်းကြီးဖတ်မယ်ဘလို့လဲ။ကျုပ်စိတ်ကိုလာဆွားနေတာဗျ။ရရဲ့လေ။ဒါဆိုလည်းမင်းဘက်ကအတော်ဆုံးဆိုတဲ့သူ၃ယောက်ကိုရွှေ့လိုက်။အဖပြောလိုက်တဲ့စကားကြောင့်ကျုပ်မျက်လုံးပြူးသွားတယ်ဗျ။ဟုတ်တယ်လေဗျ။ တယောက်ကိုတော့မှကျုပ်ကမနှဲတိုင်အောင်မသုံးယောက်ကြည့်အောင်ဆိုကျုပ်လန့်သွားတာပေါ့ဗျအဖကတော့ဘာမှမပူနဲ့ငါတပည့်မင်းကအဖအင်းစမတ်တွေတင်မိထားမှတ်မိလားကျုပ်ကောင်းငယ်ပြလိုက်တော့အေးအဲ့အင်းတွေထဲမှာဂလုံးနဲ့ရဲ့အင်းကိုနောက်ဆုံးမှဆွဲပြီးလက်နဲ့ပုတ်လိုက်ကြလာအဖပြောတာကျုပ်လည်းယုံကြည်မှုအပြည့်နဲ့အရှိကိုထွက်လာလိုက်တယ်ဗျဟိုဘက်ကတယောက်ကလည်းအစင်းသွင်းဖြစ်နေပြီလေကဲနောက်ဤနောက်ဤအရင်စဗျာကျုပ်လည်းလက်ထက်ကမီးလုံးနဲ့လှမ်းပြီးတော့ပြက်လိုက်တယ် သူတို့ကတော့ယောက်ပေါင်းအားဆိုတော့ကြုံမီလုံးအတရာလေးပဲလက်ပြန်ရိုက်ချလိုက်တာလေအဝေးကိုလွင့်သွားတယ်ဒီတခါသူတို့ဘက်ကအလဲပြနောက်ကနှစ်ယောက်ကရှေ့ရတယောက်သူတို့ရဲ့ဆက်တွေပေါင်းထည့်ပေးနေတာဟောဟောပြောရင်းဆိုရင်လည်းပဲရှေ့ရတယောက်ကတုံတက်သွားတယ်ဗျကျုပ်စိတ်ကိုတော့ယောက်ပေါင်းဆက်နဲ့ပြစ်တာလေကျုပ်ကကာပါသေးတယ်ဒါပေမဲ့ကျုပ်ကလည်းနောက်ကျသွားတယ်ကျုပ်နောက်ကိုတော်တော်ဝေးဝေးကိုလွင့်ထွက်သွားတာကျုပ်ပါဇက်ထရနေလေသွေးတွေအန်ထွက်လာတယ်ကျုပ်ကိုကြည့်ပြီးတော့နန္ဒဆိုတဲ့လူကြီးကဟဟပပကြီးကိုရှိနေတာ จาลากว่าวันนึงกวยซะเรกะอะกูรอละบ่ามาตัดไหนชาบาล่ะกว่าจุอายุบีทำมะลุชีดีลูลีตริทาตรุเยนอซงสัดลาบีอะบ่าลั้นมีตริปีดาจุเลยมะถ่ารอเบญีจี้บ่อมาเรกะลุงแหนเยอิ่นอเซบิ่อเล่นเน่ปุ๊กไลเดซอยเมเลวีจี้เยถ่าลาเรบะเลวีจี้เรเปี่ยวตารอจ้าวเยชีมากะลุงอีตะกองแช่เนจาวมืนต้าเรแหนนาซอเรลูจี้อะဟမ်ဂလုံးနဲ့ရဲ့အင်းမဖြစ်နိုင်ဘူးဘလို့မှမဖြစ်နိုင်ဘူး ဘလို့လဲနန္နာရဲ့အခုမင်းဘာလုပ်ချင်သေးလဲအဘကအောင်ပွဲရတဲ့လေတံမျိုးနဲ့ပြောတာဗျဂလုံရလည်းမိုးပေါ်တက်သွားတယ်ပြီးတော့အရှိန်နဲ့အောက်ကိုထိုးဆင်းလာပြီးတော့ဟိုကောင်လေးသုံးယောက်ကိုတုတ်ချီသွားတယ်ဂလုံရမိုးပေါ်မှာဝဲနေရဗျအဲ့ဒီတော့မှနန္နာကလည်းကျုပ်တောင်းမှမာတဲ့အဘရဲ့ကျုပ်တပည့်လေးတွေအောက်ကိုချပေးပါဗျအဘတို့ဖတ်ချင်တဲ့ငကားပေစာကိုလည်းဖတ်ရပါစေမယ့်အဘရဲ့တောင်းတော့မှန်နေပြောနေရှာရဗျကျုပ်ပြန်ရေးချင်လိုက်တာမပြောပါနဲ့ဗျလူလေးဟိုသုံးယောက်လှုပ်ပေးလိုက်ပါကွယ် အဘပြောမှကျုပ်လည်းအင်းသိမ့်ကထားရုပ်ပြောကလုံးပြန်ခေါ်လိုက်တယ်။ကလုံးကလည်းမိုးပေါ်ကနေထိုးဆင်လာပြီးနန်းနားရဲ့တပည့်တောင်ယောက်ချပီးရနဲ့ပျောက်သွားပြ။အဘကတော့နန်းနားစီကပေစာကိုယူပြီးတော့ဖတ်နေ။အဘပေစာလေးဖတ်ပြီးတော့ကျုပ်နဲ့အဘထွက်လာခဲ့ကြတယ်ဗျ။လမ်းမှာကြတော့အဘသူတို့ကနဂါအနယ်ဝင်နေလေ။ကျုပ်တို့ကအောက်လန်းသူတို့ကကျုပ်တို့ကဘလို့လုတ်ပြီးတော့နိုင်သွားရလဲဗျ။ကျုပ်မီတော့အဘက ခုနသူတို့ရဲ့အနာယူချိန်လေငကားရသူတို့ရဲ့အနာယူချိန်မှာသူတို့ရဲ့အစွမ်းတွေကို short ချထားလေးရှိရဲ့ကွအားကြောင့်မလို့နိုင်တာပေါ့ကွသူကလေတိကျနာကိုတရားတော့ဘာမှမပြောဘဲဆက်ပြီးတော့လိုက်လာခဲ့လိုက်တယ်ဒီလိုနဲ့အင်းလေးကံရောရောက်ပြီဗျသူတို့ဇရက်တစ်ခုမှနားကြတယ်မနဲ့မိုးလင်းတော့အဘနဲ့မနဲ့စာဆိုင်လူလေးဒီညကလာခွေညာကွလူလေးရဲ့ပညာအစင်တန်မဲညာပေါ့အဲ့တော့စားပြီးလို့ရှင်အဘတို့လိုအပ်တာတွေသွားဝဲကြအောင်ကျုပ်လည်းစားပြီးတော့အဘနဲ့စေးလေးကိုလူရာရီသွားဝဲကြတာပေါ့ဗျာ ဆုံးသလောက်လည်းရှိပြီဆိုတော့ကျွတ်တို့နားရဲစီရဲစီကိုပြန်လာခဲ့လိုက်တယ်။လိုအပ်တာတွေကိုပြင်ဆင်လာနေပဲတနေ့ကုန်သွားပေါ့ဗျာ။ညမှောင်ပြီးပြောစားချင်ရောက်တဲ့ခါမှကျတော့လူလေးလိုအပ်တာတွေအကုန်လုံးရှူလာခဲ့လား။သွားကြအောင်။ဆိုပြီးတော့ရေစက်ကိုခေါ်လာတာဗျ။ရေစက်ကိုရောက်တော့အဖကရော့ပွဲတွေပြင်ခိုင်းထားတယ်လေ။ကျွတ်ကကရော့ပွဲတွေပြင်ပြီးသွားတော့လူလေးရေစက်ကိုဆင်းလိုက်။ကျုပ်လည်းဆင်းသွားပေါ့။ရေရရကျုပ်ရဲ့ခါလာကိုရောက်တဲ့အထိဆင်းမိသွားတော့မှရပြီလူလေးဆက်မဆင်းနဲ့တော့အဲ့လိုပြောပြီးအဘဘာရှိတဲ့ကိုဆင်းလာတာ လူလေးလူလေးရဲ့မျက်လုံးမိတ်အသက်ကိုအောင်ထားတော့ကွအဲ့တော့ကျုပ်ကလည်းအဘပြောတယ်လို့လောက်ရတာပေါ့ဗျာအဘပါဇက်ကနေကာထာတပုတ်ကိုထန်ကြိုင်းကြကြရွှတ်ဖတ်နေနိုင်ဝဲလောက်ရွှတ်ပြီးသွားတော့မှကျုပ်ကောင်းကင်ပြီးရှည်ရဲကိုဖြည်းဖြည်းချင်းနှက်လိုက်တာကျုပ်လည်းအလိုက်တင်လေးလိုက်ပြီးလှုပ်ပေးရတာပေါ့ဗျာကျုပ်ရဲ့အာယုံနဲ့မှငခိုင်းတကောင်ကကျုပ်ကိုစိုက်ကြည့်နေဟောဟောကျုပ်စီကိုလာနေပြီဗျကျုပ်ကိုယ်ရဲ့ဝင်သွားပြီကျုပ်ကိုယ်ရဲ့ဝင်သွားတော့ကျုပ်လောကကြီးနဲ့အဆက်ပြတ်သွားရပြီဗျကျုပ်မျက်နှာပေါ်ရွှေပေါက်တွေကျလာတော့မှတတိယလာတာ ။တတိယလာတော့ဘေးမှာအဖရေခွက်လေးကင်မျိုးပြုံပြုံကြီးနဲ့ကြည်နေ။သူ့တကူလုံးလဲရေတွေဆွရွှဲလို့ပေါ့ဗျာ။လူလေးမင်းအင်းကြီးချလိုက်စမ်း။အဖပြောလို့အင်းကြီးကိုချစီလိုက်တော့ကြောက်ရဲ့ခါလောက်ကနေစပြီးတော့ရှင်ဘတ်အထိငကားကြီးတကောင်ကရပတ်နေပူပေါ့နေရဗျ။ဒါဆိုရင်ကြောက်ပညာရဲ့အင်းအားထပ်ပို့ပြီးတော့တိုးလာတာပေါ့။သူပျော်သွားတယ်ဗျ။အဘကကျုပ်ကိုခေါ်ပြီးတော့ဇေယအနောက်ဘက်ကခြုံနေရှိတဲ့နေရာကိုခေါ်သွားတယ်။"ကဲလူလေးမင်းအဲ့ခြုံပြကြသွားလို့စမ်း" အဘကပြောတော့ကျုပ်လဲခြုံကောင်းကောင်းတစ်ခုတေချာစိုက်ကြည့်နေရဗျခဏနေတော့ကျုပ်မျက်လုံးထဲကစက်တွေထွက်လာပြီးတော့ကျုပ်ကြည့်နေတဲ့ခြုံကိုမီးဆွဲသွားလုံနိုင်ခဲ့လေမကြပါဘူးဗျခြုံကြီးကပြဖြစ်သွားတာပါပဲလူလေးမင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှာခေါင်းလည်းအသက်သွင်းလို့ရတယ်ကွတိုင်မဲ့အဘအဲ့လိုမျိုးပြောနေနေရှက်သွားတော့တိုင်မဲ့ဘာဖြစ်လဲအဘပြောစားရှာပြောပါအဲ့လိုမျိုးကျုပ်ကစကားထောက်ပြလိုက်မှာပဲ ၎င်းအသက်သွင်းမှုအဘာရောရဲ့ပညာနဲ့လက်လံမမိဘူးကွ။ဒါကြောင့်မနက်ဖြန်နေစပြီးအဘာရောခရီးထွက်မယ်။အဘာရဲ့တငယ်ချင်းကြောင့်လည်းမင်းကိုတွေ့ပြီးမယ်။အဲ့လိုရဲ့ပညာနဲ့မှပဲမင်းရဲ့ကိုဘွားငကအသက်သွင်းနိုင်မှာကွကျုပ်တို့လည်းဘကိုးရုံမဘက်ကိုဥတီပြီးတော့ခီးထွက်ခဲ့ကြရဲဗျဝမ်နဲ့ကဝေးဆိုင်မောင်းနေမှော်ဝိဇာဥရာကျော်အဘနဲ့ကျုပ်နဲ့ခီးထွက်လာတော့အခုစဉ်ခုနှစ်ရက်ပြည့်ပြီဗျအခုမှပဲကျုပ်တို့လည်းဘကိုးရုံမတော်ဆုံရောက်တော့တယ် ကျွတ်တူရရောက်ချင်မှာပဲတော်ရဲရနေတော်လဲတန်လို့လို့အကောင့်တကောင်ကောင်လာနေတယ်လို့လို့အတံမျိုးကြီးကြားလိုက်ရတယ်ဗျအပါတော့လူလေးအန်နီယလာဘာလာမသိတတိထားနေတော့နော်ဆိုရဲအတိတ်ပဲပါတဲ့အခြေရင်းနဲ့ကျုပ်ကိုစိုက်ကြည့်နေပါဗျမကြပါဘူးဗျကျွတ်တူရရှိအတော့ကြီးမာတယ်မွေးနဂါးကြီးတကောင်ရှောက်လာတယ်ဗျအပါတော့ဘာမှမပြောပဲဒီတိုင်းပဲကြည့်နေကျုပ်ကလည်းဒီလောက်ထိကြည့်ရမွေးနဂါးကြီးကိုတခါမှမမြင်ဘူးတော့တေချာကိုစိုက်ကြည့်နေပြောရင်လည်းမွေးနဂါးကြီးရဲ့ပါဇက်ထဲကအစိမ်းအောင်အငွေတွေထွက်လာတယ်ဟာ အငွေးနဲ့ထိတဲ့အပင်မှန်သမျှအကုန်ပြကြကုန်တာပဲကျုပ်တော်မတစ်ခုလုံးတုံတက်သွားတယ်ဗျလူလေးတတိထားအဘကျုပ်ကိုလှမ်းအော်ပြောတာမွေးနကရကျုပ်ဘက်ကိုလာနေအောင်ကျုပ်ဘက်ကိုအငွေးတွေနဲ့မှုတ်ထုတ်လိုက်တယ်ဗျကျုပ်တော်မနေကိုရှောင်းလိုက်ရတာကျုပ်စိတ်မရှိတော့ဘူးကျုပ်ရဲ့ပါဇက်တရားနဲ့စက်နဲ့လှမ်းပြလိုက်တယ်မွေးနကရကောင်ကိုကျုပ်ပြလိုက်တဲ့စက်ကထိပြီးခေါင်းကြီးပွင့်ထွက်သွားတယ်ဗျမွေးနကရအမဲရအငွေးတွေအဖြစ်နဲ့ပျောက်သွားတယ်ဟူးအခုမှပဲစိတ်အေးရတယ်ကျုပ်တက်ပြင်းချနေုံမှာပဲ ဒါကြောင့်လေဝမ်းနဲ့ကဝေးစိုင်းမောက်ဆိုပြီးတော့နာမည်ကြီးညာဟိုကပြင်နာကတော့လေးစားလောက်ပါတယ်အတန်လာရအောင်ကြည်လိုက်တော့တောဟုတ်တရားနဲ့နှကမ်းမွေးကကနဲ့လူတယောက်ထွက်လာတာအသက်အပြာတော့ကျုပ်ဘာနဲ့ရွှေရူလောက်ရှိမယ်ငါ့ရဲ့မှော်ဆက်ရောင်နှကားရောင်မှာနိုင်အောင်တိုက်နိုင်နေတူဆိုတော့ခဲသူတော့ဟုတ်မယ်မချင်ဝေးအေးပေါ့လေစိုင်းမောက်ထော်ရဲ့တပည့်ဆိုတော့လေဒီလောက်တော့ရှိမှာပေါ့ကျုပ်ဘောက်ရောင်မှာတည်နေမှာတော့တေးကြပါပြီဒီလိုရအဘရဲ့တငယ်ချင်းပဲဖြစ်ရမယ် တကယ်ချင်းရာကျော်မတွေ့ရအောင်ကြာပြီကွာမိခုဘာတွေလုပ်နေလဲကွာအဘလန်းအော်ပြောလိုက်တာအဲ့တော့မှပဲဟာဆိုင်းမွန်တော်မင်းရောပါတာဝို့ကွာငါမင်းတပည့်တယောက်တည်းလှုပ်လိုက်မယ်ထင်တာကွာဦးရကျော်ဆိုတဲ့လူကြီးကပြန်ပြောတာဦးရကျော်ရဲ့အနာအောင်ရှောက်လာတော့ကျုပ်နဲ့မိတ်ဆက်ပေးရဲ့ဗျဆိုင်းမော့ဒါမင်းရဲ့ကိုပွားငါကအသက်သွင်းလို့ရမယ်ပညာရေးပေးမယ်မင်းရဲ့ဆရာအစ်စ်ငါရဲ့တငယ်ချင်းမော်ဝိဇာဦးရကျော်ရဲကွာကျုပ်လေမော်ဝိဇာဦးရကျော်အယူသေးပေးလိုက်တယ်ဗျ ကျုပ်ကိုကြည့်ပြီးကျင့်တဲ့နေရဲ့အပြုံးလေးနဲ့ပြုံးပြတယ်။ဒါဆိုရင်ကျုပ်ကိုသူ့ရဲ့တပည့်ဖြစ်လက်ခံလိုက်တဲ့သဘောပဲဗျ။ကျုပ်တို့နဲ့ဥရကျောင်းနဲ့တလန်းလုံးရီရီမောမောနဲ့စကားတွေပြောပြီးတော့ရှောက်လာကြတယ်။ဥရကျောင်းလူတွေနဲ့အတူမနေဘူးဗျ။သူ့တယောက်တည်းတော်ရဲမှာတဲ့အိမ်လေးဆောက်ပြီးတော့နေရလေ။အနီးနားရွာတွေကတော့သူ့ဆေးဆရာကြီးဥရကျောင်းလို့အသိများကြတယ်။ကျုပ်တို့ကသူ့နေတဲ့တဲ့အိမ်လေးရောက်တော့ဧကန်ကျွေးမွေးပါတယ်ဗျ။တော်တော်သဘောကောင်းတဲ့သူပဲ။သူနေတဲ့တဲ့ရင်လေးကိုလည်းတသက်ရက်လေးနဲ့နေချင်းစပွဲလေးပြန်ပြင်ဆင်ထားတာ။ဆရာ၊ကျုပ်ဆရာကိုဘာရကြော်လို့ပဲခေါ်မယ်နော်။ 这个哎，罗比罗乌亚佐，阿米纳玛瑞亚也唔知吧？哇，没看见的罗看奈呢。阿迪卡罗塞德贝贵，彪彪伊呢？这个吉比罗彪啊，这里有点亚麻烦，耍了呀耍大叫，把亚佐拉过来边。下一下一谁拉彪？哎，我是的，我爱嘿。把亚佐啊，烂彪来哒。走到你的这里，我吹弹的水水的路叫问来边。下一个包，这没嘛塞跑彪，面积不嘛路来呢？不路嘛彪面啊，罗乌彪。 မောလာဟန်တူပါရဲ့ပြောပြရတဲ့ရေဦးစရာရေတခွာခတ်တော့လိုက်တယ်။အေးမင်းပြန်နဲ့ငါလိုအပ်တဲ့ပစ္စည်းတွေယူပေးလိုက်လာခဲ့မယ်။ဘာရကျော်အဲ့လိုပြောလိုက်တော့မှအဲ့လိုလည်းပြန်ထွက်သွားတာ။ကျုပ်လည်းပွဲကြီးပွဲကောင်းတော့တွေ့ရအောင်မယ်ဆိုပြီးတော့ပဲစိတ်ထဲမှာကြိတ်ပြီးတော့ပျော်နေရဗျ။အဖဆိုင်မွန်ထွန်ကတော့ကျုပ်ကိုပြုံးပြုံးကြည့်လို့ပေါ့ဗျ။ကျုပ်တို့ကဘာရကျော်ရဲ့တယ်လီယာနဲ့ထွက်လာကြတယ်။15မိနစ်လောက်လမ်းလျှောက်လာတော့ရှေ့မှာတပန်းကုန်းစရိရွာအဝယ်ဆိုင်ဘုတ်ကိုတွေ့နေရပြီဗျ။ရွာအဝယ်ဝမှာတော့တောင်ဝေးတစ်ချောင်းနဲ့အဖိုးကြီးတောင်ရှက်နေ။ကျုပ်စိတ်သေး ဒါရွာတော်ရှင်ဖြစ်ရမယ်မဝင်ခင်ခွင့်တောင်းမှကျုပ်မနော်နေရွာရဲဝင်မှုခွင့်တောင်းလိုက်တယ်ရွာတော်ရှင်ခမကျုပ်ကအောက်လန်းဆိုပေမဲ့ဒီရွာဒုက္ခပေးဘူးလားတော့မဟုတ်ပါဘူးကျုပ်ကိုဝင်ဝင်ပေးပါကျုပ်စိတ်တဲခွင့်တောင်းရင်လည်းရွာဝင်လျှောက်လိုက်ပြကျုပ်တို့တောင်ရွာရွာဝင်ရောက်တော့ခုနအဖိုးကြီးပြုံးပြပြီးပျောက်သွားတယ်ဗျကျုပ်ကိုဝင်ဝင်ပေးတဲ့သဘောပေါ့ဗျကျုပ်တို့လာခေါ်တဲ့ရွာသားရဲ့အင်ရှိကိုတော့ရောက်ပြီဗျကျုပ်ရဲ့ကဝေးမျက်လုံးနဲ့ကြည့်လိုက်တော့ဟာဟုတ်တယ်ဗျသူ့မိမောင်တေးရပြုစားခံလို့အခုလိုဖြစ်နေရ ဘာရကျော်လည်းအခြေအနေကိုရှင်းမိတဲ့ပုံပဲချက်ချင်းပဲဘာရကျော်အဲ့ဒီပြူစားထားတဲ့တေးကိုခေါ်လိုက်တယ်ဟောရီယာကလေးမပြူစားထားတဲ့ကငါရှိအခုလာစမ်းဘာရကျော်လည်းအမိန်ပေးပြီးတော့ပြူစားခံရတဲ့မိန်ကလေးတကူလုံးတုံပြီးတော့ထမိန်ကြီးကိုပစိုးလိုဝေးပြီးခရောင်းကြိုက်လိုက်တယ်ဗျငါ့ကိုခေါ်တာဘယ်အကောင်လဲကွာမိန်းမတန်ပြောက်ပြီးယောက်ျားတန်အော်အော်ကြီးနဲ့ပြောတာအဲ့တော့မှပဲဘာရကျော်ကအောက်မှာငါ့ကိုအခံရရပေါ့လေတွေ့ကြသေးရပေါ့ ပြပြောဆဆူနေဘာရကျော်ဝင်ပူးနေတဲ့တရေထွက်မပြေးနိုင်အောင်အပူးခံထားတဲ့မိန်းကလေးရဲ့ပပလေးကိုစီတားထားလိုက်တယ်။ပြီးတော့ဘာရကျော်ကစက်တွေနဲ့ချုပ်ထားရပြဘာရကျော်ရဲ့စက်တွေကအပူးခံထားတဲ့မိန်းကလေးရဲ့လေပင်နာမှာဝိုင်းကြီးပပလေးနေရပြတာမန်လူတွေကတော့မမြင်ရဘူးပေါ့ဗျာ။လေနေရဲ့စက်တွေတဖြည်းဖြည်းနဲ့ကျဉ်ကျဉ်လာတယ်။အချုပ်ခံထားတဲ့တရေလေးအသက်ရှူလာတာခတ်လာတယ်တနေ။အပူးခံထားတဲ့မိန်းကလေးရဲ့မျက်နှာကြီးကနှီးရဲလာတာ။အဲ့တော့မှပဲ။ မလုပ်ပါနဲ့ဆရာရဲ့ကျောက်စားခြင်းတောက်ခြင်းလို့အခုလိုလုံးမိတာပါကျောက်တောင်းပါပါရဲ့ဗျာကျောက်ကိုလှုပ်ပေးပါဗျာကျောက်အနေအားခတ်လို့ပါအဲ့လိုတန်းတောင်းပါမန်းနဲ့ပြောတော့မှဘာရကျောင်းอ่ะအေးမင်းပြင်မင်းသိပြီလားမေတော့ခေါင်းကြီးပြတယ်မင်းစားခြင်းနာစားပြီးထွက်မှာလားထက်မေးတယ်ဟုတ်ကဲ့ပါဆရာကျောက်စားပြီးရင်ထွက်ပါမယ်ဘာရကျောင်းอ่ะအင်ရှင်ဒီနေ့ဘာရင်ချက်လဲမေးလိုက်ပါတယ်ဝတိုင်းချက်ပါတယ်ဆရာကြီးအင်ရှင်ကပြန်ပြောတော့အဲ့ဆိုရင်ဝတားချက်နဲ့ထမင်းခူခဲ့လိုက်အင်ရှင်ကမိဖို့ဇာနဲ့ပြေးဝင်သွားတယ်ဗျာ ပြန်ထွက်လာတော့စလုံးတစ်ခုရဲမှာထမင်းတွေနဲ့ဝတ်သားချက်ထားတာတွေနဲ့ဖက်ပြီးတော့ရှူလာတယ်။ချကြည့်လိုက်တော့ပူထားတဲ့တဲကအငမ်းမရအောင်စားရတာပဲ။ကုံသားတော့ဖရကျော်အယူသေးပြီးပြောပြန်ထွက်သွားတယ်ဗျ။ကျုပ်တို့လည်းလိုအပ်တာလေးတွေလှုပ်ပြီးပြောပြန်လာခဲ့လိုက်တာပေါ့ဗျာ။ကျုပ်တို့တဲရဲကိုပြန်ရောက်တော့အဘဆိုင်မွန်ထောင်ကလူလေးဒီခေတ်မှာအဘဒီလောက်ပဲအဖို့ပြုတ်နိုင်မယ်ကွ။အဘမှလည်းမပြီးပြတ်သေးတဲ့ကိစ္စတွေကလည်းရှိနေသေးတော့အဘသွားရောမှာကွ။အဘရဲ့တငယ်ချင်းမှော်ဝဲစာဥရကျော်စီမှာပညာတွေရသလောက်စီးပူးခဲ့ပါလူလေး။ တနေ့တော့မင်းဟာဒီလမ်းစဉ်မှာအောင်မြင်ပရောက်တဲ့လူတယောက်ဖြစ်လာပါလိမ့်မယ်ကွ။အဘသားရီလူလေး။အဘသွားပြီဗျ။အမောင်ထဲမှာတဖြည်းဖြည်းနဲ့ပျောက်သွားတယ်။ကျုပ်ကတော့အဘရဲ့ကြောပြင်းကြီးကိုကြည့်ပြီးဘာရကျော်ရဲ့တယ်လီထဲမှာကြံခဲ့တာပေါ့လေ။ကျက်မြက်ဝင်ထဲမှာကိုယ့်ကိုသားရင်တယောက်လိုစောင့်ရှောက်ပြီးတဲ့အဘကိုနှုတ်ဆက်လိုက်ရတော့မျက်ရည်စာရီအပြည့်နဲ့ပေါ့။မနေ့ရောက်ကျော်ဘာရကျော်ကကျုပ်အရာထားနောက်ကြမယ်ဆိုတော့ဒီလိုကျုပ်စားဖို့မနေ့စာပြင်ပေးထားတာ။ကျုပ်လည်းဘာရကျော်ပြင်ပေးထားတဲ့မနေ့စာစားပြီးတဲရဲ့ပဝင်ချင်းကိုတန်ရှင်းရေလုတ်ပေးနေရပေါ့။ ချုပ်ကအလုံးမရှိမနေတတ်ဘူးလေ။ဘာရကျော်ကတော့ချုပ်ကိုကြည့်ပြီးပြုံးနေ။နေလဲရောက်တော့လူလေးအဘမင်းကိုလေးလာစရာကျန်းစာတော်တစ်ခုပေးမယ်ကွ။ဆိုပြီးတော့သူနေတဲ့အခန်းလေးထဲဝင်သွားတယ်ဗျခဏကြာတော့လက်ထဲမှာကျန်းစာတအုပ်ပါလာတယ်ကျုပ်ရှိကိုဘုတ်ကနေချပစ်လိုက်တာအမှကျက်ကကြည့်လိုက်တော့မှော်ဝင်သိတ္တိကျန်းနဲ့သူလည်းစိတ်ဝင်စားသွားတယ်ကောက်ယူပြီးအဲ့ကျန်းနဲ့ရကျင့်စဉ်တစ်ခုကိုလေ့လာလိုက်တာညနေရောက်မှပဲကျုပ်လေ့လာရနေနားလိုက်တယ်ညရောက်တော့ကျုပ်ကျင့်စဉ်အစမ်းကျင့်ကြည့်တယ်ဗျ နေလျာကျုပ်လေးလာလိုက်တဲ့ကျင့်စဉ်ဟာဘာကျင့်စဉ်လဲဆိုတော့မှောင်ဝင်တမန်ကြားကျင့်စဉ်နဲ့ကျုပ်စိတ်ကိုအတတ်နိုင်ဆုံးတည်ညာထားပြီးကျုပ်ကိုကျုပ်ကြားတကောင်ကြားတကောင်လို့စိတ်ထဲမှာမှတ်ပြီးနောက်ချွန်းပြစ်လိုက်တာကျုပ်မြေကြီးပေါ်ပြန်ကြတော့ကျုပ်ကိုကျုပ်ပြန်ကြည့်လိုက်တယ်ဟာကျုပ်ကြားတကောင်ဖြစ်သွားပြီဗျကျုပ်အတန်ကျိန်းနဲ့ဟင်းလိုက်哦အဲ့ဒီချိန်မှာပဲဘာတန်ကြားလဲဆိုတော့တဖြောင်းဖြောင်းဆိုရက်လက်ခုပ်တောင်ပေါ့အဲ့ခါမှာပဲကျုပ်ကလှည့်ကြည့်လိုက်တော့ဘာရကျော်ကလက်ခုပ်လောက်ကအဲ့လိုတီးပြီးတော့ကိုကျုပ်ကိုချီးကျူးနေတာဗျာ ကျုပ်လည်းဘာရကျော်နောက်အပြေးလေးသွားလိုက်တာပေါ့ဘာရကျော်ရဲ့ရှေ့ကိုရောက်တော့ကျုပ်ကောင်းလေးကိုငုံပြီးတော့ဘာရကျော်အရှုပ်သေးပေးလိုက်တယ်ဗျဘာရကျော်ကတော့ကျုပ်ကောင်းလေးအသားလေးတက်ချပေးနေကျုပ်လည်းနောက်တစ်ခေါက်နောက်ကျွန်းပြစ်လိုက်တာလူပုံစံပြန်ပြောင်းသွားတယ်ဗျလူလေးမင်းကတော်တော်ပါရမီပါရာပဲကွာမောင်မေတမန်းကြားကျင့်စဉ်အဘာတော်တလားတီတီကျင့်ခဲ့ရတာအခုကတော့မင်းကနေ့တစ်ပိုင်းနဲ့တည်းရအောင်ကျင့်နိုင်နေဆိုတော့မင်းကိုအဖချီးကျူးပါတယ်ကွာဂုံလဲယူပါတယ်ဘာရကျော်အဲ့လိုပြောတော့ကျုပ်ကပို့ပြီးတော့ဝမ်းသာသွားတာပေါ့ဗျာဘာရကျော် ကျုပ်ရဲ့ကိုဘွားငါကဘလို့အသက်သွင်းရမှာလဲကျုပ်ကိုတင်ပေးတော့ဗျာဟာလူလေးရမလောပါနဲ့ကွာအေးစစ်စစ်နေမှာအဲ့ကိစ္စကိုပြောလို့ရပါတယ်ကွာကဲကဲမင်းလည်းပင်မန်းနေမှာပေါ့ရေမိုးချိုးထမင်းစားပြီးနားလိုက်အောင်ကွက်ကျုပ်လည်းအနီးနားအစမ်းကြောင်လေးကိုသွားပြီးတော့ရေချိုးလိုက်တယ်ပြီးရနေထမင်းစားပြီးနားလိုက်တော့တာပေါ့ဝမ်းနှင်းကဝေးဆိုင်မမင်းအံ့ဖွယ်မဆုံးမော်တယ်လုံးကျုပ်ကအဘရကျော်မော်ပညာရေးအခြေခံနေစားပြီးပညာဆုံးသင်ပေးရဗျရုပ်ပြောင်ရုပ်လွဲမော်ဝင်းတမန်ကြာရခမော်ဘလူးမော်ဆက်ရောင်နကာ စားတဲ့ထုတ်ပုံထုံနေ။အိုးစုံလို့ပါပဲဗျာ။ကျုပ်လည်းအခုဆိုလို့ရှင်ဝမ်းနဲ့ကဝေးဘဝကနေမှော့ကဝေးအဆင့်တော်မှာရောက်နေပြီဗျ။ကျုံမှတ်မိပါသေးတယ်။ဒါပေမဲ့ကျုပ်ရဲ့ကိုယ်ဘဝနဂါးယူဘလို့အသက်သွင်းရမလဲဆိုတာတော့အဘယာကျွားတင်မပေးသေးဘူးဗျ။အဘရကျောမောပညာရင်တက်တာမဟုတ်ဘူးနော်ဖိုးလဲထိုးသေးတာပြီးရင်ဖိုးထိုးလို့ရတဲ့ဓာတ်လုံးလေးတွေကိုအစီရင်တွေလှုပ်ပြီးတော့မှော်ဓာတ်လုံးပြောင်းလှုပ်ပြလိုက်တာဗျကျုပ်လည်းအဘရကျောဖိုးထွင်းကိုလှုပ်ပေးရပေါ့တနေ့ကျတော့အဘရကျောဖိုးထွင်းနေရင်အောင်မီ အောင်မီအောင်မီကွာအနေနဲ့လာလာငါစောင့်စားနေရတဲ့အချိန်ရောက်ပြီကွာအဘ aya ကျော်ရဲ့အော်တန်ကြီးကြတော့ကျုပ်လည်းအဘ aya ကျော်စီကိုအပြေးလေးသွားတာပေါ့ဗျာကျုပ်ရောက်တော့အဘ aya ကျော်ရဲ့လက်ထဲမှာလက်စလုံးအရွယ်လောက်ရှိတဲ့အစမ်းရောင်ဓာတ်လုံးလေးကိုတွေ့လိုက်ရတယ်ဗျာအဘအဲ့ဒါဘာဓာတ်လုံးလေးလဲအဘကျုပ်မီတော့အဘ aya ကျော်ကပြုံးပြုံးကြီးကြည့်ပြီးတော့ဒီဓာတ်လုံးကတာမန်ဓာတ်လုံးမဟုတ်ဘူးကွစေပိုင်ဓာတ်လုံးလို့ပြီးတော့တို့လိုမျိုးအခိယတမားတွေခေါ်ကြတယ်ကွာ ဒီတက်လုံးနဲ့ဆိုရင်အပြင်38မင်းအတွင်း38မင်းတို့ကိုတော့မှခေါ်ပြီးခိုင်းနိုင်တာကွာအထီးကတော့ဒီတက်လုံးမတမသူတွေလက်ထဲမရောက်စေဘူးပဲပြီးတော့မင်းရဲ့ကိုဘွားငကားကြီးကိုလည်းဒီတက်လုံးနဲ့အသက်သွင်းလို့ရတယ်အဘရာကျော်စီကနေဒီလိုစကားမျိုးကြတော့ကျုပ်ဖြစ်ဝမ်းသာလုံးလုံးဘာမှမပြောနိုင်တော့တာဗျကျုပ်လည်းအဘကိုကုလို့ဆရာရှီယာရီကုလို့ပင်းနဲ့တနေ့တာကုန်သွားတာပေါ့ဗျာညရောက်တော့အဘရာကျော်ကလူလေးအဘဆိုတာအသက်လေးကြည့်ပြီမို့လို့ဒီတက်လုံးလူလေးစီကိုပေးခဲ့မယ်နော်လူလေးအကျိုးရှိရှိအသုံးချပါ အကူညီကင်းမဲ့နေတဲ့သူတွေအတက်နိုင်ဆုံးကူညီပါဟုတ်ကဲ့ပါအဖရာကျော်အဖရာကျော်ပြောတဲ့စကားတွေကျုပ်ရဲ့ရှင်နဲ့မှအမြင်မှတ်ထားပါမယ်ကျုပ်လည်းအဖရာကျော်ဆရာနေတက်လုံးရပြီးရလက်တက်စမ်းတော့တာပဲတလုံးကျုပ်လက်ထဲမှာခြင်ပြီးတော့ကျုပ်စိတ်ထဲကနေငါရဲ့ကိုပေါ်မှာရှိတဲ့နှကအသက်ဝင်စေအဲ့လိုပြောလိုက်တာနဲ့ကျုပ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမိခဲကြီးတမျှပို့လာတယ်နောက်ပြီးကျုပ်ရဲ့အင်ဂျီရီကိုမီးလောင်ပြီးပြကြကုန်နေပြခဏကြာတော့ကျုပ်ရဲ့နောက်ကျောပကနေကျုပ်ရဲ့ကိုပေါ်မှာရှိတဲ့နှကအသက်ဝင်လာပြီးအပြင်ထွက်လာတာ ထွက်လာလာခြင်းမဲ့အပေါ်တက်သွားလိုက်တော့တော်တော်မြင့်မြုံရောက်သွားတာကျုပ်ကြည့်နေတော့မှပဲကျုပ်ရှိရဲ့နေရာထိုးဆင်းလာတာကျုပ်ကိုသူ့ရဲ့ပစက်ကြီးကိုဟာပြီးကျုပ်ကိုဝါးမြို့သွားတာကျုပ်တရီရတော့ကျုပ်ရဲ့ကိုယ်ပေါ်မှာငကားယုတ်ကြီးပြန်ပြီးတော့ပေါ်လာတယ်။ကျုပ်လည်းအဲ့ချင်အနေစားလို့ကျုပ်ရဲ့ကိုယ်ပေါ်ငကားကိုတကယ့်ကိုအရေးကြီးမှပဲထုတ်သုံးတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။အဘရကျော်ပြောတဲ့စကားထဲမှာအပြည့်38မင်းအတွင်း38မင်းတော့မှစိတ်ခိုင်းနိုင်နေကွာလို့ပါတယ်လေဗျာ။ကျုပ်လည်းမြင်မှုစင်နာနဲ့ချက်လုံးကိုကိုင်းပြီး။ကိုင်းနာမည်ကျော်ချားလှပါတယ်ဖေးကြော်ကြီး။ ဟောရီယာသားတော်ဆိုင်မောက်ကမျက်နှာရောကိုမော်ဘူးကျင်လို့ကြွားပါအောင်ဗျ။ကျုပ်ပြောလို့လေပြီးတော့ကျုပ်ရှင်မှာနှဝက်နဆာရီနဲ့ဖေးကြော်ပေါ်လာတယ်ဗျ။ကဲငါသားဖေးကြော်မြင်ဘူးပြီမို့လားဟဲ့။အဲ့လိုမျိုးတော့ကျုပ်လည်းခေါင်းမဲညှိပြလိုက်တယ်။ခဏနေတော့ပျောက်သွားတယ်။အဲ့လိုလက်တဲ့ဆန္ဒကိုအဘယာကျော်တီသွားတော့ကျုပ်ကိုငေါက်ပါလျော်လာဗျ။နောက်တစ်ခါဒီလိုမျိုးမလုပ်ဖို့ရေတကယ်လို့သာမတမာတဲ့သူတွေဒီအကြောင်းတွေတီသွားရင်ဓာတ်လုံးကိုလာပြီးတော့လူယူကြမယ်အကြောင်းတွေကျုပ်တီအောင်ပြောပြပြီးတော့ဓာတ်လုံးကိုအဘယာကျော်ပြန်ပြီးတော့တင်းသွားတာဗျ။ အချိန်ကာလဆိုတာလေတဲပဲမြန်တကူဒီနေ့ဆိုရင်တော့ကျုပ်ကအဘရာကျော်စီမှာတပည့်ခံရ၃နှစ်ပြည့်ပြီဗျကျုပ်လည်းထွေထွေထူးထူးတွေလုံးမနေတော့ဘဲနဲ့ကိုဘသားကိုပဲမသိမသားပဲနေလိုက်တော့တာတနေ့ကကျုပ်လို့ဆရာရှီရီအကုန်လုံးပြီးတော့ပင်မလုံးလုံးအနီးရဆန်းကြောင်းလေးမှာရေးသွားချုံနေတော့ကျုပ်ရဲ့နှာခေါင်းထဲမှာသွေးညင်နှမ်းလို့လို့ညှီဆွဆွအနေရှားလိုက်တယ်ဗျကျုပ်ဘေးပတ်ဝန်းကျင်ကြီးတော့လည်းဘာမှမတွေ့ရဘူးစိတ်ထဲထင်တာပဲနေမှာပါလေဆိုပြီးတော့ရေချုပ်ပြရနဲ့ပြန်တက်လာတယ် ကျုပ်ပြန်ရောက်တော့အဘယာကျော်နဲ့ကျုပ်နဲ့ထမင်းစားပြီးအဘယာကျော်ကလည်းလှုပ်ရှားရှီယာတွေလှုပ်ကျုပ်ကလည်းစန်းစာကိုလေးကင်ပြီးဟိုလန်တီလန်လှုပ်နေရပေါ့ဗျာတကယ်ဆိုရင်ကျုပ်ကဒီစန်းစာကိုကြည့်ကြတော့မလို့တော့ဘူးဗျကျုပ်အဲ့ဒီစန်းစာတွေကကျင့်စဉ်တွေတစ်နှစ်တစ်နှစ်အကုန်အောင်မြင်အောင်ကြည့်မိပြီတပ်ပြီးမဲ့လို့တက်ပြီးပညာမလေးလားမကြမရှိပျောက်တတ်သည်ဆိုတယ်လို့ပဲကျုပ်မေ့မသွားအောင်တော့ပြန်ပြီးတော့လေ့လာနေရတာပေါ့ဗျာကျုပ်စိတ်ဝင်စားလို့ဖတ်နေတော့မှာပဲတဲ့ရဲ့နောက်ပြရနေ ခွန်ကလန်ဆိုပြီးတော့ဘကန်ကြခွဲတဲ့အတန်လိုလိုဘာလိုလိုကြလို့ကြုတ်ထကြည့်လိုက်တော့ကျုပ်တို့တဲရဲ့ပါဝင်ချက်မှာမျက်လုံးနေနေကြည့်အများကြီးပဲဗျကျုပ်လည်းတဲရှိကိုပြန်လာပြီးအဘရာကျော်အကျိုးအကြောင်းပြောပြတာပေါ့အဘရာကျော်ကလေလူလေးအထောက်ပိုးတွေပြင်တော့အဲ့လိုပြောတော့ကျုပ်လည်းကမန်းကရန်နဲ့အထောက်ပိုးတွေပြင်ရတာပေါ့ကျုပ်နဲ့အဘရာကျော်နဲ့အထောက်ပိုးတွေပြင်ပြီးကျုပ်တို့နေတဲ့တဲလီယာနဲ့ထွက်လာခဲ့လိုက်တယ်ဒါပေမဲ့ကျုပ်တို့အခါနှောင်းသွားခဲ့ပါတယ်ဗျာကျုပ်နဲ့အဘရာကျော်တဲပြင်ထွက်ခါရှိသေးအမောင်နဲ့ကမျက်လုံးနေနေစီတွေကျုပ်တို့တဲလီစီပြေးလာကြတယ် ကျုပ်တို့နဲ့ဝါတရိုက်လောက်အကွာရောက်တော့မှတုံငင်နေရက်သွားတာကျုပ်သိချာကြည့်လိုက်တော့ဟာနွားမရမ်းလောက်ရှိတဲ့ခွေးနဲ့ကြီးရဲ့ဗျနင်းနေနှောင်းနှောင်းကာပြီးတယ်မဟုတ်ဘူးနော်အကြီးဆုံးမှအကြီးကြီးတွေဗျအဘရကျော်နဲ့ကျုပ်ရဲ့စက်တွေကိုပေါင်းလိုက်ပြီးတော့စက်တန်းကြီးကိုကျုပ်တစ်ချောင်းလိုဖြတ်သွားကျက်လိုက်တယ်ပြီးတော့အဲဒီစက်ကြီးကိုကင်ပြီးခွေးနဲ့ကြီးတွေအလားအဆောင်နေရပေါ့ဗျခွေးနဲ့ကြီးတွေကတော်တော်ကြာတာတော့မလာဘူးဗျသူတို့နောက်လှည့်ကြီးလှည့်ကြီးလုံနေကနာကြတော့ကောင်းကင်ပေါ်မှာညံ့ညက်တစ်ခါရဲ့အော်တန်ကြောင့်မှကျုပ်တို့စီကိုတွေ့ဟောတော့ပါပြေးလာကြတာ ဖယားလိမ့်မလို့ကျောင်းရဲ့လက်ထက်မှာကင်ထားတဲ့ဆက်ကြိုးကြဖို့လွတ်လွတ်ပြီးတော့တစ်ခေါက်ချင်းဖျက်ရိုက်ချလိုက်တာအမဲဟောင်ငွေတွေဖြစ်ပြီးတော့ပျောက်သွားပါဗျကျုပ်လည်းဒီလောက်ဆိုသိလိုက်ပြီလေဒါပညာတဲ့တရားကလွတ်လိုက်တဲ့ခွေးတွေပဲဗျခွေးတွေအကုန်ပျောက်သွားတော့အမောင်တွေကနေလူတယောက်ထွက်လာတယ်ဗျဒါကြောင့်လေဝမ်းနွင်းကဝေးဆိုင်မှာဆိုပြီးတော့နာမည်ကြီးနေတာဟိုကွာအခုဆိုရင်တော့မော့ကိုကြီးပေါ့နော်ဒီလိုကျုပ်အကြောင်းတွေအကုန်သိနေရဲ့ဗျဒီလိုကဘာတူလဲကျုပ်စဉ်းစားနေတော့မှအဘရာကျော် အော်ဘသူလဲလို့မှတ်တယ်ကိုတင်ချိုင်းကဝေမောင်ဆွေဟုတ်ကွာမင်းဘာလို့ကျင်လို့လဲပြောအဲ့လိုမိလိုက်တော့ကိုတင်ချိုင်းကဝေမောင်ဆွေကကျုပ်ကိုယ်တော်တိနေပြီဥရကျော်ရဲ့ကျုပ်ဘာလို့ကျင်လဲဆိုတာခင်ဗျားသိမှာပေါ့ခနဲ့တလူလူဘာလို့လို့ပြောနေရများဗျာကျုပ်တော်တက်ပြစ်ချင်တဲ့စိတ်တွေပေါက်နေပြီအဘရကျော်ကျုပ်ရဲ့လက်ကိုတင်းတင်းဆုပ်ထားပြီးတားနေလို့တာပေါ့နုံမို့ဆိုကျုပ်တက်ပြစ်တာကြာပြီနော်ကျုပ်တို့လည်းဘာမှမပြောဘဲညင်နေလိုက်တယ်ပြီးမှအဲ့ဒီကိုတင်ချိုင်းကဝေမောင်ဆွေဆိုတဲ့သူက ကျုပ်ကဒီကိုဘာကြောင့်လာလဲဆိုတော့ခနားစီမှာရှိနေစေပိုင်ဆိုတဲ့ဓာတ်လုံးလာယူတာပဲအဲ့လိုပြောလိုက်တော့အဖရကျော်ကအဲ့ဓာတ်လုံးလိုချင်ငါတို့ညောင်အရင်တက်ပြီးမှရှူကွာဆိုပြီးတော့ကျုပ်ကိုတွန်းထုတ်လိုက်တယ်ကိုသေးဆိုင်ကဝေမောင်ဆိုလဲစိတ်တူသွားပုံရတယ်အဖရကျော်စီဆက်နဲ့လှမ်းပြတာအဖရကျော်ပြန်ဖမ်းပြီးတော့ကိုသေးဆိုင်ကဝေမောင်ဆိုဘက်ပြန်ပြက်လိုက်တယ်မောင်ဆိုကအရှောင်မြန်လို့လွတ်သွားတာနော်စက်ကတော့တော်တော်ပြင်းနေပုံပဲမောင်ဆိုရဲ့အနောက်မှာရှိတဲ့တစ်ပင်ကြီးကိုသွားမှန်ပြီးပင်စီရဲ့အလယ်လောက်ကနေပေါက်ထွက်သွားတာထောက်ချင်းပေါက်ပဲ ကျုပ်လည်းဘေးကနေကြည့်မြင်နိုင်တော့ပဲဝင်ကူရတာပေါ့ကျုပ်ကိုကျုပ်ကိုတော်ကြားကြည့်လို့စိတ်ထဲမှာမှတ်ပြီးနောက်ကျွန်းပြစ်လိုက်တာကျုပ်တကယ်ကိုတော်ကြားကြီးဖြစ်သွားတယ်ကျုပ်ကကိုသိန်းဆိုင်ကဝေမောင်စေရှိရာစီကိုပြေးပြီးခုံအောင်လိုက်တော့မောင်စေကဖြောက်ခနဲပြောက်သွားပြီးကျုပ်နောက်မှာပြန်ပေါ်လာတယ်သူ့ရဲ့လက်ထဲမှာဘယ်ချင်းရယူလာမှန်းမသိရငှက်ကြီးတောင်ဓာစီနဲ့ကျုပ်ကိုအားကုန်သုံးပြီးလွှဲခုတ်လိုက်တာကျုပ်အရှောင်ကောင်းပြီမဲ့ကျုပ်ရဲ့လက်မောက်တော့တစ်ချက်ထိသွားတယ်အံ့ဩစရာကောင်းတာသူ့ရဲ့ဓာချင်းလဲထိပြီးတော့ကျုပ်ကလူပုံစံပြန်ပြီးဖြစ်သွားတာအဘရာကျော်ကလူလေး တတိထာအဲ့ဒါတာမမဟုတ်ဘူးကဝေးတွေကိုနိုင်တဲ့မရဏကိုတင်ဆိုင်တာပဲကျုပ်ကိုလှမ်းမြို့တတိပေးနေရလေပြောနေတော့မှာပဲကိုတင်ဆိုင်ကဝေးမောင်ဆွေကအဘရာကျော်လက်ထရထားနေပြစ်လိုက်တာတူကအဘရာကျော်ရှင်မောင်တက်တဲကိုသွားမှန်တာဟာအဘရာကျော်အဘကျုပ်လေအဘရှိအောင်ပြေးလာတယ်အနာရောက်တော့နောက်မှာကိုတင်ဆိုင်ကဝေးမောင်ဆွေကဟဟပပရှိနေရလူလေးအဘမေကိုဒီတလုံးပေးခဲ့မယ်ကျောင်းရဲ့ဓာခုတ်ခံရတဲ့လက်ကဟတ်တကြီးကွဲနေအသားကြရအဘကိုရင်တလုံးထည့်ပေးရပြ။ လူလေးမင်းလည်းတရားရထားတယ်။တရားမသေးမင်းလွတ်အောင်ပြေတော့ပြေးပြေးလွတ်အောင်ပြေးပြောရင်းနဲ့အဖအသက်ထွက်သွားရဲ့ဗျ။ကျိုးစိတ်လဲတူဝမ်းလဲနဲ့ဒေါသလည်းဖြစ်ကိုသိန်းချိုင်းကဝေမောင်စွေဘက်လှည့်ကြည့်လိုက်တော့သူ့ရဲ့လွယ်တဲ့ကိုတစုံတရာနှိုက်နေတော့မှကျိုးလွတ်အောင်ပြေးခဲ့ရတယ်။ကျိုးပြေးတာမြင်တော့နောက်ကနေထက်ချက်မကွာလိုက်လာတာဗျ။ကျုပ်လေကညင်ပင်ကြီးတပင်းအပေါ်တက်ပြီးပုံးနေတော့မှကျုပ်ကိုမျက်ခြေပြတ်သွားတယ်။ဟိုရှာတီရှာနဲ့ဆက်မလိုက်နိုင်တော့တာလေ။ ကျုပ်လည်းကငင်ပင်ကြီးပေါ်နေမစင်ခင်ပေါဝင်ကြည့်အကဲခတ်ကြည့်တော့ဟိုးခက်လန့်လန့်မှာရွာတရောင်တွေ့ရတယ်ဗျကျုပ်လည်းအဲ့ရွာသွားမယ်ဆိုပြီးကငင်ပင်ဘွားဆင်ဆင်ချင်းရွာဘက်ကိုဦးတည်ပြီးထွက်လာခဲ့လိုက်တယ်ရွာထက်ရောက်တော့တဲရင်လေးတလုံးကမီးလင်းနေရတွေ့လို့တကားခောက်ပြီးအေးရှင်တို့အေးရှင်တို့ကျုပ်ဘဆက်ကအဲ့စကားနှခုံးပဲပြောထွက်ပြီးကျုပ်သတိမိသွားတော့ရပါပဲဗျဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လေးမယ်လို့မျှော်လင့်မိပါတယ် နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးတော်မူမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရရှင်။